မင်္ဂလာပါကဲလေ့ကျင့်ရဆက်လုပ်ကြအောင်ဆို ထမမေခွန် Sie wollen aus einem Grundstück über den Gehweg auf die Farben einbiegen. Worauf müssen Sie sich achten? တင်ကခြံထဲနေပြီးမှလူသွားလောင်းကြော်ပြီးလမ်းမပေါ်ကိုမောင်းဝင်ချင်တာအဲ့ဒီလိုအခြေအနေမျိုးမှာဘယ်အရာတွေကိုတတိပြုရပါမည်လဲတဲ့ပထမချက်သူပေးထားတာက gegebenenfalls ist ein einweisen erforderlich အခြေအနေရလိုအပ်လို့ချင်ရင်တရားကိုရှေ့မှာတွားခိုင်းပြီးမှလမ်းကြည့်ပေးတာမျိုးကိုယ့်ကိုအချက်ပြပေးတာမျိုးလုပ်စီရပါမယ်လိုအပ်ပါလိမ့်မယ်ဒီချက်ကမှန်တာပေါ့နော်တကယ်လို့ချန်စီကအပင်နေနဲ့ကွယ်နေတာလမ်းကိုသေးချာမမြင်ရဘူးဆိုလို့ရှိရင်တော့ရှေ့ရတရားကထွက်ကြည့်ပေးရင်အညာကင်းနဲ့တက်တောင်တတမောင်းထွက်လို့ရတာပေါ့ ဒုတိယတစ်ချက်က Fakes Tiny Ma of Dame Givik Drupen Nish Gefedet Beren Givik လန်တော့ပုံလန်အဲလူတော်လန်ပုံမှာရှိနေတယ် Fakes Tiny Ma Fakes Tiny Ma ဆိုတော့အမှတော်နေတဲ့ဒုတိယအလုံးပါတော့ဗောနော်လန်တော်လန်လာရောစပိန်နေရိုလာရီလက်တော်လည်းတော့အဲတော်လည်းတော့နေတဲ့သူတွေအကုန်လုံးပါတော့ဗောနော်သူတို့ကိုအញ្ញမရှိစေရပါဘူးတဲ့ ဒီအချက်လည်းမှတ်ပါတယ်နောက်တစ်ချက်ကတော့ Emmasu S opting flee and effect care of their papan acton မြဲတဲ့လမ်းပေါ်မှာတွာလာနေတဲ့ယင်တွေကိုသတိပြုရမှာပါတဲ့ဒီအချက်ကတော့မှားပါတယ်သူတို့ကိုသတိပြုရမှာမှတ်မိမဲ့ပထမအဆုံးကိုကြုံရမှာကလူသွားလမ်းကိုအရင်ဖြတ်ကျော်ရအောင်ပါအဲ့တော့အပြင်မှာကဒီမှာနှစ်ခု given and false is i i advise and afford the leash ပြီးတော့ Fakes ထိုင်းနေမှာ Optim GB Truffen nicht gefährdet werden ခုတော့ကိုမျိုးရဲမှာလမ်းကခတ်တင်းချင်းမဲ့ဘေးပညာမှာကားကြီးရထားလည်းရှိတယ်ပြီးတော့ကားကအတော့အပြန်သွားလာနေတာရှိတယ်အခုချိန်မှာမျက်နှာရှင်းနေလာတဲ့ကားအပြားတစ်စီးညာဘက်ကလွတ်နေနေမှာဝင်ရက်တယ် ပြီးတော့ချက်ချင်းသူနောက်ပြန်ဆုတ်ဖို့ကြိုးစားတာကိုသူ့ရဲ့နောက်မီလင်းနေတာတွေ့ရမယ်နော်ပြီးတော့မျက်နှာချင်းဆိုင်ကသူ့နောက်ကနေလာနေတဲ့ဆိုင်ကလည်းရှိသေးတယ်အဲ့တော့အခုချိန်နေမှာကိုဘယ်လိုတုံ့ပြန်လုပ်ဆောင်မလဲမိကွန်က V verhalten sie sich yes တဲ့နေနဲ့အခုဘယ်လိုမျိုးပြုမှုလုပ်ဆောင်ပါမိလဲပထမတစ်ချက် nach links ausweichen ဘယ်ဘက်ကိုရှောင်ထွက်ပါမယ်တဲ့ ဒါတော့မှားတယ်။ဘာကြောင့်လဲဆိုဘယ်ဘက်ကိုရှောင်ထွက်မယ်ဆိုလို့ရှိရင်ဟုတ်မျက်နှာရှင်းတယ်မှာဆိုင်ကစည်းလာနေတာရှိသေးတယ်။သူနဲ့ကိုနဲ့မျက်နှာရှင်းဆိုင်တွေ့မယ်။ဒါကြောင့်ဒါတော့မှားတယ်။ဒုတိယတစ်ချက်က clash message vital foreign မောင်မြေတိုင်းဆက်မောင်းသွားပါမယ်တဲ့ဒါဆိုလို့ရှိရင်လေခုနကကိုယ်ဝင်သွားတဲ့ကားကနောက်ပြန်ဆုတ်ဦးမှာသူမီးလင်းနေပြီဘက်ကီယာထိုးထားပြီး ဒါဆိုလို့ရှိရင်သူနောက်ဆုတ်တဲ့အချိန်နဲ့ကိုအနာရောက်တဲ့အချိန်နဲ့တွဲရင်အငြင်းရှိနိုင်တယ်ဒါကြောင့်ဒီအချက်လဲမှာပါတယ်နောက်တစ်ချက်ကတော့ Versugen on Brahms be right sign အချိန်ရှော့မယ်ဖြည်းဖြည်းစက်မောင်းနေမယ်ပြီးလို့ရှိရင် break off တော့အဆင်းနဲ့နေထားမှရှိမယ်သူကိုကိုမြင်လို့သူရက်ဆောင်ရင်လည်းဆောင်ပေါ့မမြင်လို့ဆက်ပြီးနောက်ဆုတ်လာမယ်ဆိုရင်တော့ကိုရက်ဆောင်ရမှာအဲ့တော့အဖြစ်မှန်က versuchen und bremsbereit sein. Namigo, worauf weist dieses Verkehrszeichen hin? Die Lenyo Mataga, die Sambuka, Baku, Jinyo Mandele. Tamatache, auf das Ende der Autobahn. Uibi Lamadi, Sontalupiora Bare, die Cheka, Mabare. နောက်တစ်ချက်က auf den anfang einer kraftfahrtsstraße အမြန်လမ်းအစပါတဲ့အဲဆို kraftfahrtsstraße ဆိုလည်းအမြန်လမ်းပဲဒါပေမဲ့ဝေးပြေးလမ်းမိုင်းလည်းမတူဘူးနော်အဲ့တော့ဒီမှာ kraftfahrtsstraße အမြန်လမ်းရဲ့အစပါလို့ပြောတာတဲ့ဒါကတော့မှားပါတယ် kraftfahrtsstraße မဟုတ်ဘူးနောက်တစ်ချက်ကတော့ auf den anfang einer autobahn အဝေးပြေးလမ်းမကြီးရဲ့အစပါတဲ့ဒီချက်ကမှန်ပါတယ်နော် ဒါကအော်တိုဘန်ရဲ့အမှအတာပါဖြစ်မှာကအော်တိန်အမ်ဖန်အိုင်နာ အော်တိုဘန်ဒီလိုမျိုးပေါ့ဒါဆိုရင်တော့ဒီအော်တိုဘန်ကပိတ်ထားတယ်ဒီလိုမျိုးဒါကခရဖတ်စရာဆဲအပြန်ရောင်းတော့ခမကားဖြူနဲ့ဒါကခရဖတ်စရာဆဲမဟုတ်တော့ဘူးနော်မေကော Ihr PKW ist mit Winterreifen ausgerüstet. Welche Bedeutung hat der Geschwindigkeitsaufkleber Max 190 km/h am Armaturbrett? Der Motorjünger, Samadhi Dayare, das sind alle. Gute Garten der Ma. Stegale de Kuh. Gatha Bede der Lu, Dayale Bilusche. Dayale der Sanima. စတေကာပေါ်မှာက max 196 km/h အများဆုံးတနအယူကီလိုမီတာ190နှုန်းပဲမောင်းပါလို့အတိပရတဲ့စတေကာလေးဒါကဘာကိုဆိုလိုပါတလဲတဲ့အဖြေရချင်းနေရမယ်နော်ဒါပေမဲ့သူပေးထားချက်တွေကိုကြည့်အောင်ဒီ Geschwindigkeit von maxima 190 km/h မြန်နှုန်း အများဆုံး190ကီလိုမီတာတနာယို190ကီလိုမီတာဟာပထမတစ်ချက်ဂီလ်နူအပိုင်ဝင်ဒါလရှင်စထရာဆန်ဖဟက်နစ်ဆန်ဆာဂါဒီလိုမျိုးလမ်းအခြေအနေ တွေပေါ်မှာသာမူတည်တာပါတဲ့အဲ့လိုမျိုးလမ်းတွေပေါ်မှာသာတက်ရောက်တာပါတဲ့ဥပမာနှင်းကြထားတာမျိုးရေခဲနေတာမျိုးအဲ့လိုလမ်းအခြေအနေတွေရှိမှသာဒီ အများဆုံး190ကီလိုမီတာတနအယော190ကီလိုမီတာဆိုတာကတက်ရောက်မှုရှိတာပါတဲ့ဒီချက်ကမှားပါတယ်နော်လမ်းရဲ့အခြေအနေပုံမှန်လည်းမမှီဘူးဒုတိယချက် gil nish by trokhan and strasam phe hetnisen လမ်းနေချက်တော့တွေ့ရှိနေမှာဆိုလို့ရှိရင်ဒီကန်တချက်ကအကျုံးဝင်မှာဘူးတဲ့ဒါကိုသတိပြုနေစရာမလိုပါဘူးတဲ့ဒီချက်ကလည်းမှားပါတယ်နောက်တစ်ချက်ကတော့ daf nish über schritten werden ဒီမျက်နှုံးထဲမကြော်ရပါဘူးမကြော်တင်ပါဘူးတဲ့ဒီအချက်ကတော့အမှန်ပါနော်ဒါကလမ်းအခြေအနေနဲ့မဆိုင်ဘူးရာသီဥတုအခြေအနေလည်းမဆိုင်ဘူးဒီတာယာရဲ့ခန္ဓာကိုယ်ကန်တချက်ကိုဒီမှာ3ပြတဲ့အနေနဲ့ကတ်ထားပြတာအပူပြီးမြန်မြန်မောင်းခွင့်မရှိဘူးဒါကြောင့်မလို့အဖြစ်မှန်ကဒီ kish finish kai for maxima 190 kmh dafnish über schritten werden မတီတာဆိုရင်ဒီလိုအမှတ်သားပါရမယ်နော်တဥမာလိုမျိုးကတ်ထားပြီးတော့တရားလဲပြီးလို့ရှင်ခုတော့ကိုလမ်းစုံတစ်ခုရောက်လာတယ်လမ်းရဲ့ညာဘက်တန်ဘုတ်ကိုကြည့်လို့ရှင်ရတရီကန်ဆောက်ထိုးအမှတ်သားနဲ့အဲ့တော့ကိုစောင်းရမှာရှိကလမ်းစုံတော့လှမ်းကြည့်မယ်ဆိုလို့ရှင်ညာဘက်ကကားဖြူတစည်းထွက်လာတယ်ဘယ်ဘက်ကကုန်တရင်အဝါတစည်းထွက်လာတယ်သူကတက်တဲ့တော့မှာ ညာဘက်ကလာတဲ့ကားဖြူကညာကို꿰ပြီးကိုလန်းနေဦးပဲမှာအဲ့တော့သူတို့ဘလို့ပဲသွားစီဖြစ်စေကိုကတော့ဆောင်းရမယ့်တာဝန်ရှိနေပြီမိကုံက welches verhalten ist richtig ဘလို့ပြမှုလို့ဆောင်းခြင်းကမှန်ကန်ပါတယ်လေပထမတစ်ချက် ich muss den lkw durchfahren lassen ကိုအနေနဲ့ကုန်တင်ရင်ကိုဖြတ်သွားခွင့်ပြုရမှာပါဒီချက်ကမှန်တာပေါ့နော် နောက်တစ်ချက် ich muss den transporter abbiegen lassen အညာဘက်ကလာနေတဲ့ transporter ကားအဖြူကိုဝေဝင်ခွင့်ပြုရမှာပါဒီအချက်လည်းမှန်ပါတယ်နောက်တစ်ချက်ကတော့ der lkw muss mich durchfahren lassen ကုန်တင်ရင်ကကိုကိုအရင်ဖြတ်သွားခွင့်ပြုရမှာဒီအချက်ကတော့မှားတာပေါ့နော်အဲ့တော့အပြင်မှာက ich muss den lkw durchfahren lassen ပြီးတော့ Ishmos Dane Transporter a Pigan Lassen ဒီနှစ်ချက်ပါဒါတွေကိုအဆုံးဖြတ်ပေးတာကအခုကိုရှေ့မှာမြင်ရတဲ့တရီကန်ပုံဇော်ထိုးနဲ့အမှားတာဒီမျိုးကမှတော့ကိုဝေပြလက်မကြီးပုံမှာရောက်နေတာနော်အခုရဲ့ဘက်ဘက်မှာရင်ကြောတစ်ခုရှိတယ်ပြီးတော့ကိုရင်ကြောညာဘက်မှာကအရန်ရင်ကြောရှိတယ်ဘာကြောင့်မလို့လဲဆိုကိုရဲ့ညာဘက်မှာ မြင်းတီတစ်ချောင်းနဲ့အရှိအဆွဲထားတာနော်အဲ့ဒါဟိုဘက်က Titan Striver အရင်ရင်ကျော်ရပြီးလို့ရှိရင်ဘေးပညာစိုက်ပုတ်နှစ်ခုကိုကြည့်မယ်ဆိုလို့ရှိရင် အပြာနောက်ခံနဲ့မြင်းအဖြူနှစ်ချောင်းပြီးလို့ရှိရင်ညာဘက်ကတစ်ချောင်းတော့ကလန်ဖြတ်ပြီးမျက်နှာနဲ့ဆွဲထားတာဒါဆိုလို့ရှိရင်ညာဘက်ကမြင်းချောင်းကိုညာဘက်ကရင်ကျော်ကိုအတုံးမပြူရဘူး ရင်ကျောနှစ်ခုကိုပဲအသုံးပြုရမှာနော်ကိုရှိနေတဲ့ရင်ကျောရဲ့ဘယ်ဘက်ကရင်ကျောရဲ့ဒီနှစ်ခုကိုပဲအသုံးပြုရမယ်ပြီးတော့အပေါ်ကိုလှမ်းကြည့်မယ်ဆိုလို့ရှိရင်လည်းညာဘက်အဆုံဆုံးမှာတက်ရှိခံထားတယ်အဲ့တော့အဲ့ညာဘက်အဆုံဆုံးလမ်းကပိတ်ထားတယ်မတွန်းရဘူးဒီဘက်ဘယ်ဘက်ကရင်ကျောနှစ်ခုကတော့80နဲ့အနီရောင်အဝိုင်းပြထားတယ်ဆိုတော့80ထက်တနာရိုးကီလိုမီတာ80ထက်ပိုပြီးမြန်မြန်မောင်းခွေမရှိဘူးနော်မိကုန်ကြည့်အောင် was gilt in dieser Situation für die Nutzung des Seitensreifens? Die ich nehme mal. Seitensreifens, wie wir ja bega, အရန်ရင်ကြောကိုအသုံးပြုမှုနဲ့ပတ်သက်ပြီးဘလူကန်တချက်ရှိပါတယ်လေသူပြထားတာတွေကတရားဆိုင်တန်စရိုက်ဖန်ဒါပေမဲ့အရန်ရင်ကြောဟာပထမတစ်ချက် most vi rest der fast reifen genuss werden ညာဘက်ကယင်ကြောလိုမျိုးအတုံးပြူရမယ်တဲ့အဲ့တော့အဲ့ဒီ Zeitan Schreiber ကလည်းညာဘက်ကယင်ကြောအတုံးပြူတဲ့လိုမျိုးပုံမှန်အတုံးပြူရမယ်လို့ပြောတာအဲ့တော့ဒီအချက်ကမှားပါတယ်နော်တကယ်လို့မြဲအနေနဲ့သာမဖြတ်ထားဘူးဆိုလို့ရှိရင်တော့မှန်တယ်ဒီမှာမြဲအနေနဲ့ဖြတ်ထားတာမို့လို့မှားတယ်အတုံးမပြူရဘူးဒုတိယတစ်ချက် der Seitan Schreiben darf nur bei einer Panne genutzt werden. အဲ့ဒီညာဘက်ဆုံဆုံးကအရန်ရင်ကြောကိုအရေးပေါ်အခြေအနေကပြက်လို့စသည်ဖြင့်အဲ့လိုအခြေအနေမှာသာအသုံးပြုခွင့်ရှိပါတယ်တဲ့ဒီအချက်ကမှန်ပါတယ်နောက်တစ်ချက်က their site and strive and dav new upon lkvs genust werden အဲ့ဒီရင်ကြောကိုညာဘက်ဆုံဆုံးကအရန်ရင်ကြောကိုကုန်တင်ရင်နေပဲအသုံးပြုခွင့်ရှိပါတယ်တဲ့ဒီအချက်လည်းမှားတယ်ဘယ်သူမှအသုံးမပြုရဘူးအခုအချိန်မှာ အဲ့တော့အပြေမှန်ကတခုပဲတရား Zeitan Schreiben darf nur bei einer Panne genutzt werden အဲ့ဒီ Zeitan Schreiben ကိုအသုံးပြုခွင့်ရှိတဲ့အခါခုလိုမျိုးတွေ့ရမှာနော်နောက်မေကွန်ဒီမှာတော့ Signboard over တခုတွေ့မယ်ကျွန်တော်တို့မျိုးအထွက်ရွာအထွက်အမြဲတမ်းဒီလိုမျိုးတွေ့ရမှာနော်အဲ့တော့အောက်က နာမည်ကကိုထွက်လာတဲ့မျိုးရဲ့နာမည်အပေါ်ကနောက်မကြခင်ရောက်လာမယ်ရွာမြို့ပြီးအောက်မှာဘလော့အကွာဝေးလဲဆိုတာရေးထားတယ်ဒီမှာဆိုလို့ရှိရင်တော့ wheel star နဲ့ထွက်ပြီးဒီမှာနောက်6ကီလိုမီတာဆိုလို့ရှိရင် short turn ကိုရောက်မယ်မိကုန်းက vast gill here ဒီနေရာမှာဘလို့တတ်မှတ်ချက်တွေရှိပါသလဲ ပထမချက်က undeserved တဲ့ဒီနေရာမှာပထမချက် ended eine geschlossene ortschaft မြို့ your name ကုံဆုံးပါပြီဒီချက်ကမှန်ပါတယ်နော်နောက်တစ်ချက်က ended eine umleitung လမ်းလွှဲတစ်ခုအဆုံးတက်ပါပြီတဲ့ဒါတော့မှားပါတယ်နောက်တစ်ချက်ကတော့ undeserved begin eine geschlossene ortschaft ဒီညမှာမြို့ရွာနယ်နိမိတ်အစဖြစ်ပါတယ်ဒီချက်ကမှားပါတယ်အဲ့တော့အပြေမှန်က an disaster ended eine geschlossene ortschaft ဒီညမှာမြို့ရွာနယ်နိမိတ်ကုန်ဆုံးပါပြီအခုနပြောသလိုကုန်ဆုံးတာကအောက်ကမြင်အနည်းနဲ့ဆိုလေတိုင်းဖြစ်ထားတဲ့နေရာမြို့ရွာအပေါ်ကမကြခင်ရောက်မယ်မြို့ရွာ ကဲနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်